ျွန်တော်တို့မသိလဲရပဲနေမှာခွေးလေးတွေကြောင်လေးတွေကိုနှိပ်ဆက်နေတဲ့အမှုတွေအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ပဝင်းရှင်တွေကတွေ့လို့ရှင်ပေါ်ပါအချိန်မီတိုင်မှာမတူပြီးလေးတွေရဲ့ဒီကာဝေးရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါ association တခု ကနေဖွဲ့စည်းဖို့အတွက်ကိုဒါအားလုံးပြင်ဆင်နေကြပြီဒါဒီလဲရေးရလို့မဲ့သူတွေဒါလှုပ်ရှင်တဲ့သူတွေတချင်မနေဆက်ရှင်တဲ့သူတွေဒါလည်းနေမှာရောက်သွားမှာပဲလှုပ်လေလှုပ်ရှင်လှုပ်လေလှုပ်ရင်တော့တရားဥပဒေရှိရခံမှာပဲဒါပဲ ကဲ့ကျွန်တော်တို့အခုလောလောဆယ်မှာပေါ့နော်ဒါ PK တဲ့ဒါ၃လေးရက်ကဖြစ်သွားတယ်ဒါခွေးလေးကိစ္စပေါ့လေဆိုတော့ဒါတနိုင်ငံလုံးကကြည့်ရှုခဲ့ကြတဲ့လူပေါင်းများစွာရှင်ထဲမှာငွေကြေးခဲ့ရတယ်ဆိုတာမမှားပါဘူးအဲကျွန်တော်တို့ကုနိုက်ကွာလည်းအရင်ခံစားခဲ့ကြရတယ်ပေါ့နော်ကျွန်တော်ကုနိုက်ကွာလည်းဗီဒီယိုကြည့်ပြီးတော့အကရုံကြီးရင်းနေဖြစ်သွားပါတယ်ဗျတကယ်ပြောတာပါအဲ့တော့ဒီကျွန်တော်တို့လေတရားတဲ့ဘက်ကလေးကနေတောင်းတောင်းအောင်နေပြီးတော့မှဝေးရင်ပြီးခဲ့တယ် ဆိုတော့တဖြည်းဖြည်းနဲ့အခုဘာဖြစ်လာလဲဆိုတော့ဝန်သားဇာကပေါ့နော်အဲ့အမှုလေးရလဲပေါ့နော်ဒါမြန်မာနိုင်ငံမှာပို့လीဒါဒိဋ္ဌိဆန်ညှိမှန်နှိမ့်ဆက်မှုဂွေးတကောင်တန်မှုနဲ့ပထမဦးဆုံးတရားရုံးမှာခုံရုံးတင်ခွင့်ရတဲ့အမှုဖြစ်သွားခဲ့တဲ့တရားမှုလို့အားလုံးကဝန်သားနေကြပါတယ်ဒီတရားရေးကိုဒါဦးစီးဦးဆောင်လုပ်နေကြအမတွေကိုလည်းကျွန်တော်ဒီနေရာနေပြီးတော့မှအရင်လေးစားရလို့ကျွန်တော်ပြောချင်တယ်အာသူတို့တွေဦးစီးဦးဆောင်လုပ်ပြီးတော့မှဟုတ်စီလို့ရှိရင်ပေါ့နော်တပီလေးတွေရဲ့ ဒီကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါ association တခုကနေဖွဲ့စည်းဖို့အတွက်ကိုဒါအားလုံးပြင်ဆင်နေကြပြီဒါမကြခင်မှာကနေပြီးတော့မှလိဆိုင်ရတဲ့ဥပဒေပေါ့နော်ထိလို့ရှင်ဘယ်လိုဖြစ်တယ်ဘာဖြစ်တယ်ဆိုတဲ့ဟာတကယ်ကြီးဒါအတီလင်းဖြစ်လာတော့မှမကြခင်မှာဖြစ်ပါတယ်ဖြစ်ပြီးဆိုတော့ကျွန်တော်တို့အားလုံးဝင်ရပြီးတော့မှမီဒီယာအားလုံးခေါ်ပြီးတော့မှ launch လုပ်မှာဖြစ်ပါတယ်ခင်ဗျာသုံးသွားတဲ့ကလေးလေးတို့တော့စိတ်မကောင်းဘူးပေါ့နော်ဒါပေမဲ့ဒါဒီသူကိစ္စနဲ့ပတ်သက်ပြီးတော့မှပဲပေါ့နော်တခြား ဒီလိုမျိုးတွေဒါ strong ဖြစ်တဲ့ပေါ့နော်ဒါအေးအေးယူမှုတွေဖြစ်လာတော့မယ်ဆိုတော့ဝမ်းသာတယ်ကျွန်တော်တို့သိလိုက်ရတာရှိကျွန်တော်မသိလိုက်ရပြဿနာတွေအများကြီးရှိတယ်ကျွန်တော်တို့မသိလိုက်ရပဲနေမှာခွေးလေးတွေကြောင်လေးတွေကိုနှိပ်ဆက်နေတဲ့အမှုတွေအများကြီးရှိတယ်အိမ်တွင်းကြဖတ်မှုတွေအများကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ပဝင်းရှင်တွေရတာတွေ့လို့ရှင်ပေါ်ပါအချိန်မွေးတိုင်ပါအဲ့တော့အဲကြောင့်မလို့ကျွန်တော်တို့ကနေပြီးတော့မှနေပြီးဟိုဟာတရားဝင်တိုင်တော်လို့ရမယ်အဖွဲ့အစည်းတစ်ခုစပြီးတော့မှ ကျွန်တော်တို့ဖွဲ့စည်းနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်အနောက်နောက်မှာ future မှာပေါ့ကျွန်တော်တို့ဒီကလေးလေးတွေအတွက်လုံခြုံရေးကိုဒါကျွန်တော်တော်တော်လေးလုပ်လို့လည်းမရဘူးဒီအခုရှေ့ပြေးလုပ်နေတဲ့အမတွေပဲလုပ်လို့လည်းမရဘူးဒီလူပောင်ပတ်ဝန်းကျင်တစ်ခုလုံးကဝိုင်းဝန်းပြီးတော့မှကူညီပေးမှရပါမယ်နောက်တစ်ခုကကြတော့ဒီလမ်းမှာခွေးလေးခွေးလေးတွေများနေရဆိုရင်လဲလှမ်းပြီးတိုင်ပါအားဒီမှာခွေးလေးအများကြီးနေလို့ပါဆိုလဲလာခေါ်ပေးမဲ့ service လာသိမ့်ပေးမဲ့လာမွေးပေးမဲ့ service အထိကျွန်တော်တို့လုပ်နေတယ်เนาะကျွန်တော်တို့ fan ငွေထည့်ပြီးတော့မှလုပ်နေပါတယ်အာပြီးတော့လည်းနာမည်ကြီးရဲ့ celebrity တွေကတွေ့ချစ်တဲ့သူတွေအားလုံးကျွန်တော်ဒီနေ့ကနေဖိတ်ခေါ်တယ်ပေါ့เนาะအကုန်လုံးဝိုင်းရံပေးကြပါ fan ငွေတွေဝိုင်းပြီးတော့မှထည့်ပေးကြပါဗျာဒါမှလည်းဒီကလေးလေးတွေအားလုံးလုံခြုံမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဗျာပြီးတစ်ခုရှိတယ်ကျွန်တော်ကိုမိကုန်နေမိတယ်ခွေးခိုက်ခံရရင်ရောဘယ်သူကတောင်းယူမှာလဲလို့ပါလို့ဆိုတော့ ဟုတ်ပါတယ်เนาะလက်ခံရတဲ့အခါကျလို့ရှိရင်လည်းပေါ့เนาะအဲ့အတွက်တာဝန်ယူမှုတာဝန်ခံမှုပါဖြစ်စေဖို့အတွက်ကိုဒီ foundation ကိုဖြစ်နေတာဖြစ်ပါလေဗျအဲ့တော့လူကာဝယ်မှုအတွက်ကောเนาะတရီလေးရဲ့အတွက်ကောကုန်တက်ပါပါလေဗျအဲ့တော့ဒါအဲ့ဒါလေးကဘယ်နည်းအသက်ဝင်ပါလေကိုဘယ်လိုအဲ့ဒါကတော့ဟိုစူးစမ်းနေတဲ့အမတွေရှိကျွန်တော်ကတော့ဒါဒီတိုင်းပဲဝေးရင်ပေးရအစံတော်ပဲရှိပါတယ်เนาะကျွန်တော်ဘာမှတထဲဖို့ဝင်အဲလုတ်ပြီးနေရမျိုးတွေမရှိပါဒါပေမဲ့ကျွန်တော်နိုင်တဲ့ဘက်ကနေပြီးတော့မှကျွန်တော် ဒါဝင်ရောက်ပြီးတော့မှပါဝင်ပြီးတာဖြစ်ပါတယ်ဒီအမတွေကလည်းသူတို့လည်းအရန်ကိုဒါတက်ကြွနေတယ်ပေါ့နော်သူတို့ဒါဖြစ်ချင်ခဲ့တဲ့ဟာလေးတစ်ခုသူတို့ဖြစ်ရတော့မယ်သူတို့လည်းအရန်ဝမ်းသာတယ်အဲ့တော့သူတို့လည်း ready ဖြစ်ပြီဆိုတာနဲ့ပေါ့နော် ready ဖြစ်ပြီဆိုတာနဲ့ဒါအားလုံးကိုတည်အောင်ကျွန်တော်မီဒီယာနဲ့တကွာကျွန်တော်တို့ဒါမိတ်ဆက်ပြီးတော့ပေါ့နော်ဒါဒီဥပဒေ ဒီ association ဆိုပြီး launch လုပ်မှာဖြစ်ပါတယ်ခေါ့။ကြောင်သားရောင်းတဲ့ဆိုင်ကိုခွေးသားရောင်းတဲ့ဆိုင်ကို official ကြီးရောင်းကြရတွေ့ရလေ။အဲ့လိုမျိုးတွေရောရောင်းခွေးပိတ်ဖို့အဲ့အဲ့အဖွဲ့စီမှာပါမယ်ခေါ့။အဲ့ဒါတော့ကျွန်တော်တိုင်ပင်ရအောင်ပဲဗျ။ဒါပေမဲ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်ပထန်တန်တော့တိုင်တွေ့ရပါမယ်ခင်ဗျာဟုတ်။အနည်းနဲ့အများတော့ပတ်ပြောက်သွားဖို့လိုအမြင်ရတယ်ပေါ့နော်။ဘယ်လိုမှဆိုတော့ percentage ကတော့ short သွားမှာပဲ။ဒီလိုမျိုးဥပဒေပေါ်လာပြီးဆိုတာနဲ့ဒီလုံမဲ့ကောင်တွေရောဒီလုံမဲ့သူတွေပေါ့နော်။ ဒီလေရေးစေရလို့မဲ့သူတွေအလုပ်ရှင်တဲ့သူတွေတကယ်မနေဆက်ရှင်တဲ့သူတွေဒါလည်းနေမှာရောက်သွားမှာပဲလှုပ်လေလှုပ်ရှင်လှုပ်လေလှုပ်ရင်တော့တရားဥပဒေရှိတယ်ခံမှာပဲဒါပဲဒီဗီဒီယိုလေးကိုကြည့်ပေးနေကြတဲ့သူတဦးတယောက်ချင်းကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့မှကဖိတ်ခေါ်ပြစေပေါ့နော်ဒီဒီဗီဒီယိုကြည့်ပေးနေကြတဲ့သူလည်းမှမှတွေ့ချစ်သူလေးတွေကိုနေပြီးတော့မှတွေ့မချစ်တဲ့သူတွေဖြစ်ဖြစ်တဲ့သူတွေဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါသည်ဒါကပေါ့နော်ဝင်ရောက်ပြီးတော့မှဒါဝင်းရံပေးတဲ့နယ်လို့ ကျွန်တော်ဒီဘက်ကနေပြန်มาဖိတ်ခေါ်ပြရစီပြန်เนาะโอเคကျေးဇူးများတင်ပါတယ်